နေ့ကဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အထွတ်မြတ်ထားတဲ့ဒါဝါလာကင်းလို့တဲ့သတင်းချုပ်လာပြေးနေပေါ့နော်ဒါပေမဲ့ကြားတဲ့သတင်းတခုကတော့မင်္ဂလာတော့မရှိဘူးပေါ့နော်အာလာပြေးနေမှာဒါရန်ကုန်မြို့လေကောင်32လမ်း Beauty Land Hotel အခန်း9ရာနေမှာမင်္ဂလာတယောက်ကိုဒါအပိုင်းပိုင်းဒီလိုလုတ်ပြီးတော့အပိုင်းပိုင်းတော့အဲ့လိုလုတ်ပြီးတော့မှအမိုက်တဲထည့်ပြီးပြစ်တာကိုလက်လေးထွက်နေတော့မှဒါလူတက်မှုဆိုတာသိတယ်ပေါ့ဆိုတော့ ဘယ်လိုဖြစ်တာလဲဆိုတော့အခုကဒီလိုမျိုးတခြားမြို့နယ်တွေတော့ကျမတို့ကတော့တိတ်မသိဘူးလေနော်ကိုကတော့ရန်ကုန်နေတဲ့လူဆိုတော့ရန်ကုန်မှာကလေအဲ့လိုအခါကြီးရကြီးတွေအဲအဲ့လိုမျိုးပိတ်ရက်တွေဆိုရင်လူငယ်တွေတော်တော်များများအဲ့ဒီကအဲ့ဟိုတယ်တွေတဲကိုကမ်းမှာအကုန်အပြည့်ပဲ အဲ့ပြဿနာဖြစ်နေတာပြီးတော့အခုခေတ်က online ပေါ်မှာတယောက်နဲ့တယောက်မသိဘဲနဲ့အာ online ပေါ်မှာလည်းရည်စားတွေဖြစ်ကြတယ်အာသူ့ရဲ့စိတ်နေစိတ်ထားသူ့ရဲ့အခြေအနေသူ့ရဲ့ဇေယိုက်တွေဘယ်လိုရှိလဲဆိုတာမသိဘူးအာ online ပေါ်ကအပေါ်ယံအလှပုံလေးကြီးကြည့်ပြီးတော့အာကြိုက်ကြပြီးတော့နာအပြင်မှာတွေ့တယ်အာဒီလိုမျိုးဒီ hotel တွေတဲခုခန်းတွေရောက်ကြတယ်ပေါ့နော် ရောက်ကြတာရဲ့နောက်ဆက်တွဲပါလဲဆိုတော့သူအခုလူငယ်တွေကြားထဲမှာလည်းထပ်ပြီးတော့အာမူရစေပြတနာမူရစေကြတော့လူတယောက်ကိုဒီလိုတော်ကတ်ချင်တယ်ဆိုရင်တော့မှပဲဒေါသအလျောက်ရံဖြစ်လို့ဖြစ်ကြတယ်ဆိုရင်တော့မှပဲအာတစ်ချက်နှစ်ချက်လောက်ဆိုရင် ဒါကဒါသူ့ရဲ့ဒေါသကိုမထိန်နိုင်လို့လူတက်မိသွားတယ်ဆိုတဲ့အနေအထားရှိတယ်လေနော်။ဒါမဲ့ဒီလိုအပိုင်းပိုင်းအတစ်တစ်ဆိုတဲ့ဟာရဲ့နောက်ဆက်အတွဲကကျတော့စိတ်ပိုင်းဆိုင်ရာပြဿနာတွေပါလာနိုင်တယ်။အဲစိတ်ပိုင်းဆိုင်ရာပြဿနာပါလာနိုင်တယ်ဆိုတော့အာလူငယ်တွေဒါဆိုရင်လူငယ်တွေကြားထဲမှာအဓိကအဲ့လိုမျိုးဖြစ်တယ်ဆိုရင်ဘာလဲဆိုတော့မူးယစ်မူးယစ်စေးအဲအဓိကမူးယစ်စေးရဲ့ side effect တွေပေါ့နော်။မူးယစ်စေးရဲ့ side effect ကများသောအားဖြင့်အဲ့လိုမျိုးပြဿနာတွေကိုပိုဖြစ်တယ်။ဒေါသဖြစ်ပြီးဆိုလဲအဆုံးထိတွေလေ။ အဲ့တော့ဒီလိုမျိုးဟိုလိုမျိုးဒီလိုဒီလိုဒီလိုအခြေအနေမျိုးအဲ့ဒါတွေကနောက်ဆက်တွဲတွေလို့လည်းထင်တယ်ပေါ့နော်ဒါကကြားတာတွေကတော့မင်္ဂလာမရှိဘူးစိတ်လည်းမကောင်းစရာပါအာအလွယ်လေးတယောက်နဲ့တယောက်လေးလာမှုမရှိဘဲနဲ့တိရဟာတွေရဲ့အလွယ်တွေ့တာတွေရဲ့ဒီမူရင်းစင်နောက်ဆက်တွဲတွေရဲ့ဒါတွေလို့ပဲထင်တယ်ကျမဒါကျမထင်တာပြောတာပါအခုတည်းကတော့တရားခံမသိသေးဘူးလို့တော့ပြောကြတယ်ဒါဆိုရင်တော့ကျင်းတည်တယ်ဒီကအချိန်ပိုင်းလာတဲပြီးတော့ မှတ်ပုံတင်နေပါလိမ့်များမယူလို့လားပေါ့နော်မှတ်ပုံတင်ယူရင်တော့သူတို့နောက်ဆက်တွဲဘသူဆိုတာသိရမှာပဲလေဟုတ်တယ်မလားအခုကမှတ်ပုံတင်တော့မယူဘူးလားဒီဟိုတယ်ကလေပြီးတော့လေရန်ကုန်ကိုသူကမြို့လေကောင်တက်တက်ကြီးကွာ32လမ်းဆိုတာစူးလေဖျားနားမှာတယ်နော်စူးလေဖျားတကယ်မြို့လေကောင်တက်တက်စူးလေဖျားနားမှာတယ်ဒီလိုဖြစ်တာကြတော့လေအမြင်ကတိတ်ပြီးတော့မတင်တယ်ဘူးပေါ့လေနော်အလားပြည့်နေကြီးကလည်းဖြစ်တယ်ပေါ့ကြားရတာတွေကစိတ်စိတ်တော့မကောင်းစရာပေါ့နော်